မသေးခင်သွားဆူတောင်းတင်တော့ရုပ်ထုကြီးများနံပါတ်1နေနေကတော့ဆူတောင်းပြီးစေုပ်တော်ကြီးပဲဖြစ်ပါတယ်ဟမ်ဘန်ကောက်မြို့တနေရာမှာဒါမျိုး transformer စေုပ်ကြီးတွေ့ရင်ပျော်ပြီးသွားမစောကြဘူးအကြံပေးခြင်းပါတယ်ငကိုတော်ကတော့ဒီကောင်ကြီးကရိုးရိုးစေုပ်ပဲဆိုပေမဲ့အခုကတော့ဆူတောင်းပြီးစေုပ်ကြီးဖြစ်နေပါပြီဒီစေုပ်ကြီးကလုံခဲ့တဲ့တလလောက်ကအထီတော့ဒီတိုင်းအလှထားတဲ့စေုပ်ကြီးပဲဖြစ်ပါတယ်အရင်ကဘားဆိုင်ပန်းရှင်တူကသူ့ဆိုင်ဈေးရောက်တက်အောင်ဆိုပြီးတော့ promotion ဆင်ထားခဲ့တာပါဒီလူကတနေ့မှသူ့ရဲ့စေုပ်ကြီးကိုဘာမပြောညာမပြောနဲ့အင်ဂျင်ဝိုင်းထပ်ကတ်ခဲ့ပါတယ် ဒါပေမဲ့ထူးဆန်းစွာပဲသူတို့လိုဆက်တာပြီးနောက်နေမှာသူဆိုင်ကချက်ချင်းဆိုတို့လိုရောင်းမတက်သွားခဲ့ပါဟမ်ဆိုင်ရှင်လည်းစေယုတ်ကြီးကိုကျေးဇူးတင်လို့ဆိုပြီးတော့ပူဇော်ပွဲတွေပါထပ်ပြီးတော့စီစဉ်ပေးခဲ့ပါတယ်အဲ့ဒါတို့တခြားဆန်ရှင်တွေကလည်းသူတို့ဆိုင်မှာရောင်းဝတ်တက်အောင်ဆိုပြီးတော့သူတို့ပါလိုက်ပြီးတော့ကြည်ညိုကုန်ကြပါတယ်။အခုဆိုရင်ဆူတောင်းပြတဲ့ Optimate Prime ကြီးဆိုပြီးတော့ထိုင်းနိုင်ငံမှာနာမည်ကြီးနေပြီလည်းဖြစ်ပါတယ်။ဒါကြောင့်အခုကြည်နေတဲ့ထဲမှာထိုင်းရောက်ရှင်မြမာတွေရှိရဲဆိုရင်ကိုယ့်ရုပ်တွေကိုအိမ်ထဲထည့်ထားဖို့အကြံပေးကြပါတယ်။ဆူတောင်းပြအယုတ်ကြီးဆိုပြီးတော့ဝိုင်းပြီးကြည်ညိုကုန်မှာဆိုလို့ပါ နံပါတ်1နေနေကတော့ Trump ရုပ်ထုတော်ကြီးပါဒီအနေကတော့ American သမ္မတ Donald Trump ကိုမှနှစ်ပြားတစ်ပါးလိုမျိုးကိုးကွယ်နေတဲ့သူပဲဖြစ်ပါတယ်ဒီလူကအိန္ဒိယမှာပဲနေတာဆိုပေမဲ့ American သမ္မတ Trump ကိုမှ내ကြော်ပြီးတော့ကြီးညိုနေမိတာပါဒီလူကအစလုံးကဆိုရင်တော့ Trump ရဲ့ fan အကြီးစားတယောက်ဖြစ်ပါတယ်။ဒါပေမဲ့ဘယ်ကနေဘလို့ကိုးကွယ်တဲ့အထိပါဖြစ်သွားသလဲတော့မသိပါဘူး။သူအလုပ်မသွားခင်တိုင်းမှာဒီ Trump ရုပ်တုကြီးကိုအမြဲတမ်းပူဇော်ပတ်သားလေးရှိပါတယ်။ အဲသူအခုလိုအယူသီးနေတာကိုရွာလူတွေကလည်းဘာမှမပြောတဲ့အပြင်အားတောင်ပေးကြသေးတယ်လို့သိရပါတယ်။သူ့ရဲ့ရွာသားတွေကလည်းသူကိုးကွယ်နေတဲ့ထရန်ကြီးကိုအပြစ်မှအရှင်လက်လက်ဖူးခွင့်ရခြင်းတယ်လို့ဆိုကြပါတယ်။အဲဒါကြောင့်ထရန်အနေနဲ့အိန္ဒိယကိုသွားမယ်ဆိုရင်အနေငယ် view site ဖို့တော့လိုအပ်မှာဖြစ်ပါတယ်။နံပါတ်3နေနဲ့ကတော့ Ever Presley ချက်ကြောင်းမဲ့ဖြစ်ပါတယ်။ Presley ဆိုတာကလည်းတစ်ခေတ်တစ်ခါတော့က Michael Jackson လို့ပြောလို့ရပါတယ်။ လူသားတေသွားပြီမယ်အခုဒီနာမည်တစ်လုံးရှိနေသေးပြီတော့ယုံကြည်ကိုးကွယ်သူတွေပါရှိနေပါတယ်အမေရိကန်နိုင်ငံမှာပရက်စလီရဲ့အမွေအနှစ်တွေကိုတနင်္လာထဲမှာပဲစုစည်းပြီးတော့ကိုးကွယ်ကြတဲ့နေရာလေးတစ်ခုရှိပါတယ်အေဗစ်ပရက်စလီချက်ချောင်းလို့လည်းခေါ်ပါတယ်ပရက်စလီကိုကွန်ပျူတာအနေနဲ့သူ့မွေးခဲ့တဲ့နေရာလေးမှာပဲအထိမ်းအမှတ်ခြံဝင်းလေးဖြစ်ဖွင့်လှစ်ထားတာပါဒီခြံဝင်းလေးထဲမှာဖျားချောင်းတစ်ခုလည်းရှိပြီးတော့ပရက်စလီရဲ့ပုံတူရုပ်တုတစ်ခုလည်းရှိသေးပါတယ်လူတွေကတေဂီတာပြိုင်ပွဲတွေမှာအနိုင်ရဖို့အတွက်ဒီပရက်စလီရဲ့ရုပ်ထုမှာလာပြီးတော့ဆူတောင်းကြလေးရှိပါတယ် အဲကြောင့်သရှင်းစုပိုင်ပွဲတွေဘာတွေဝင်ရင် Presley ကြီးကိုတိုင်တက်ပြီးဆူတောင်းကြည့်ဖို့အချမ်းပေးခြင်း။နံပါတ်၄ဒီနေ့ကတော့ Hello Kitty ဖျားချောင်းပါ။ဂျပန်နိုင်ငံတိုကျိုမြို့ကတိုကိုဆိုတဲ့ဖျားချောင်းလေးမှာကံကောင်းစေတဲ့အဆောင်အိတ်လေးတွေရရှိနိုင်ပါတယ်။အိတ်ထဲမှာဘာတွေပါသလဲဆိုတော့ချစ်စရာကောင်းတဲ့ Hello Kitty အယုပ်လေးတွေဖြစ်ပါတယ်။ဘာမှတော့မဆိုင်ဘူးဆိုပေမဲ့လူတွေကတော့ဒီအဆောင်လေးတွေကိုပဲသဘောကျပြီးတော့ဖျားချောင်းကိုလာလည်လေးရှိကြပါတယ်။အထက်မှာလည်း Hello Kitty အယုပ်တွေနဲ့ပြည့်နှက်နေပြီးတော့ရုတ်တရက်ကြည့်လိုက်ရင် Hello Kitty ကိုများကိုးကွယ်နေသလားလို့ထင်ရပါတယ်။ နောက်ပြီးဒီဖျားเจ้าကတူကျိုမြို့မှာဆိုရင်လေလူဝင်အများဆုံးဖျားเจ้าလို့သိရပါတယ်။ဒါကြောင့်လူတွေကံကောင်းလားမကောင်းလားတော့မသိပေမဲ့เจ้าထိုင်ကြီးကတော့တော်တော်လေးကံကောင်းသွားခဲ့ပါပြီ။နံပါတ်9အနေနဲ့ကတော့ဝုခုံးဖျားเจ้าပါ။ဗာလိများဆူတောင်းကျင်လို့ဝုခုံးစီကိုလာပြီးဆူတောင်းကြတယ်လို့တော့မသိပါဘူး။မလေးရှားနိုင်ငံဘရိုကာမြို့မှာဆုံးဝုခုံးရဲ့အမွေနေ့တွေကိုထိန်းသိမ်းထားတဲ့ဆူတောင်းပြဖျားเจ้าကြီးတခုရှိပါတယ်။အနမယတာဖျားเจ้าဆိုပေမဲ့အထဲမှာတော့ဖျားတဆူးမှမရှိပါဘူး။အကောင်လုံးကဝုခုံးရဲ့ဘဝဆက်ကြောင်းနဲ့ပတ်သက်တဲ့ရုပ်ထုတွေကြီးပဲဖြစ်ပါတယ်။ ဝင်ချင်းမတင်အမြင့်ပေတမီတာခွဲလောက်ရှိတဲ့ရုပ်ဆိုးဆိုးဝူခုံးကြီးကိုစမြင်ရမှာပါအထဲမှာလဲဆိုင်လန်းဆိုပြီးလပနေပြီးတော့ရုတ်တရက်ကြည့်လိုက်ရင်ပန်းချံကြီးလိုပဲဖြစ်ပါတယ်တကယ်ဆူတောင်းပြည်လားမပြည်လားတော့မသိပါဘူးလေလဲလို့ပတ်လို့တော့တော်တော်လေးကောင်းမဲ့နေရာလေးတစ်ခုဖြစ်ပါတယ်အဆုံးလေးကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်